ဒီလုံမလုံချင်တော့ဘူးပေါ့နော်။ဘာလို့ဆိုဒီအတိုင်းနဲ့ကို့မှာနောက်တစ်ယောက်ကြီးပြောင်းသွားတာ။မမအခုရှိတယ်ဆိုပေမဲ့သူဘယ်ရောက်နေလဲ။မနဲ့သူနဲ့ရောသူနဲ့ပြန်ဆုံတွေ့မှာ။ဆီလို့တော့အဆင်ပြေပါတယ်။အတိုင်းကဘလို့ကြီးတော့ချွဲရမယ့်နေရာမှာချွတ်ချွတ်ပြစ်ပြစ်တန်ထွက်မလာပဲနဲ့အတိုင်းကကြားအပ်ပြီးတော့ဟိုအကွဲချောင်းနဲ့အတိုင်းဆိုနော်။အများကြီးမျက်နှာဆုံးဖြတ်ခဲ့ရတဲ့အချိန်လေးဖြစ်တဲ့အတွက်ကြောင့်မလို့ဒါဘလို့ပြောရမလဲလို့အရန်စိတ်တက်ကြခဲ့ရတာပေါ့။ โอเคအဲဒီကားထဲမှာဆိုရင်တော့ဒါညီမရဲ့ character ဒီတက်လျာဆိုတဲ့ဒီကောင်မလေးတယောက်နေနဲ့ဒါပါထားတယ်ပေါ့နော်အဲသူကဒီအချီနေဒီပေါ့နော်အချီနေဒီအချောင်းချောင်းချောင်းတော့သူကသူမလုတ်ချင်မဲနဲ့ဒီပြည့်တစားအလုတ်ကိုပေါ့နော်လုတ်နေရတဲ့ဒီ ောင်မလေးတယောက်အနေနဲ့ပါဟုတ်ဟုတ်ကဲ့အဲဒီ character လေးကကြတော့အရင် character တွေနဲ့လည်းမတူဘူးဒါကိုကိုကိုလည်းဒါပေါ့နော် character တစ်ခုလည်း change ကြည့်မယ်ပြီးတော့ကိုမလုတ်ဘူးသေးတဲ့အရာတစ်ခုပေါ့နော်ဒီစိန်ခေါ်ကြည့်မယ်ဆိုတဲ့ဒီစိတ်နဲ့အဲလက်ခံပြလိုက်တယ်ပြီးတော့အဲလက်ခံပြတဲ့အချိန်မှာလည်းပေါ့ညီမအနေနဲ့ကဒါအများကြီးဒါအဲလေးလာတဲ့အပိုင်းတွေလည်းရှိရဲပြီးတဲ့အခါကျရင်ဒီကိုမင်းပေါ့နော် director ဒီအကိုရဲ့ပေါ့နေဒီစကားကိုဒီလိုချင်နေတဲ့အတိုင်းဒါဒီကိုကအဲလုတ်ပေးနိုင်ဖို့အတွက်ကိုမှပြင်ဆင်ရတဲ့အပိုင်းတွေလည်းအများကြီးရှိခဲ့တယ်ရှင် ်ဟုတ်အဓိကပေါ့နော်ဟိုသူ့ရဲ့ဒီ lifestyle တိုင်းဖြစ်ဖို့အတွက်ကိုကိုအရင်ဆုံးပေါ့နော်ညီမအရှိမအရင် character တွေဆိုရင်သဘင်တွေကအကုန်လုံးတောက်လျှောက်အမဲ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 ပဲထက်နေတဲ့အချိန်မှာအဲ့ကားအတွက်ကိုညီမပေါ့နော်ဒီတကောင်းလုံးအရင်ဆုံးပေါ့နော်ဒီသဘင် color လဲ change ချင်တဲ့အကုန်လုံးမဲ့လောက်တော့လဲတဆုံးလုတ်ချင်တယ်ဆိုတော့သဘင် color တွေ change ပြတဲ့၃လ၅ခါလောက်ချွတ်သဘင်တွေကပြတ်ချာအဲ့ပေါ့နော်အဲ့တူတိုင်းမျိုးဘူတီဘတ်တီပုံစံမျိုးလေးလဲအဲ့အဲ့အဲ့သဘင်တိုင်းပေါ့နော်ဒါလုတ်ခဲ့တယ်ပြီးတဲ့အခါကျရင် character ဝ င်ဖို့အတွက်ကိုလည်းဒါကိုပေါ့နော်အဲကိုနားထောင်ရတဲ့တိတ်ပေါ့နော်စတိုရီလေးတွေရှိခဲ့တယ်ပြီးတဲ့အခါကျရင်ကိုလေ့လာတဲ့အပိုင်းလေးတွေရှိရဲနောက်တစ်ခုကကြတော့အနောက်တစ်ခုအခက်ခဲရကြတော့ညီမဘာလဲဆိုတော့ညီမရဲ့ဒီစတိုရီကပေါ့နော်ဒါညီမတို့ဒီဇလန်ရိုက်နေပြီရိုက်တဲ့အချိန်မှာညီမရဲ့အတန်းကဒါပိတ်သက်လေးတည်တဲ့အတိုင်းပဲပေါ့နော်ဟိုအခြားတစ်ယောက်ဖြစ်သွားတယ်ပေါ့နော်အဓိကဘာလဲဆိုတော့ရိုက်နေတန်းတန်းမှာအတန်းဦးထိသွားတဲ့အချိန်မှာကိုလက်ခံရတဲ့ character ကကြတော့ ဒီ character ကကြတော့အတန်ဟိုမှာဒီအတန်လေးနဲ့ပေါ့နော်ကိုကြီးပြောင်းသွားတဲ့ဒီအတန်ကကြတော့နောက်တစ်ယောက်အတန်ဆိုတော့အဲ့ချိန်မှာညီမအရန်ဟိုမှာ shock ရသွားတယ်ပြီးတော့အိုက်စိတ်ကြီးနေပေါ့နော်တနေ့တနေ့ shooting line ငါဒီတန်ကြီးနဲ့ဒီ character ဝင်မမလားဒီအိုက်စိတ်ကြီးနဲ့အလုံးလုံးကဖြစ်တော့တကြောင်မလို့ဟို shooting မှာဆိုလဲပေါ့နော်ဒီစိတ်နေပေါ်မှာတချို့စိတ်နေဆိုညီမကိုကိုကိုတော်မှာဒီ မှုကိုပေါ့နော်မရဘူးမရတဲ့အတွက်ကြောင့်မလို့အကိုကိုမင်းကနေပြီးတော့အကိုကနေပြီးတော့တေချာလေးမှုကိုပြန်ဆွဲခေါ်ပေးတယ်ပေါ့နော်အဲ့လိုမျိုးဒါစူးစားခဲ့ရတယ်ပေါ့နော်တခါလေးကျရင်လည်းငိုပြီးတော့တယောက်တည်းပေါ့နော်ဟိုဂျင်းဖွင့်ရတဲ့အချိန်လေးရှိရပါဘောပေါ့တော့ကိုလောက်ရမယ့်အပိုင်းမှာကိုအပြည့်ဟွာစူးစားခြင်းနဲ့လေနော်စူးစားခြင်းနဲ့အချိန်မှာအမှတ်မထင်မင်းနဲ့ဒီအတန်းထားဖြစ်တဲ့အချိန်မှာကို့မှာစူးစားဖို့တော့ကိုပေါ့နော်ဟို အမိအရာမစူးစမ်းမိမှာဆိုတဲ့စိတ်တွေနဲ့ပါဟုတ်ဟုတ်တယ်ရှင်ညီမရဲ့အတန်ဒီကားမှာရိုက်နေနေမှာစဖြစ်သွားညီမဒီကားကိုလက်ခံတဲ့အချိန်မှာညီမရဲ့အတန် normal ပဲ normal ပဲဟိုမှာမှာဒီရိုက်နေနေမှာညီမအတန်အဲဒီပေါ့နော်ဒီတိုင်းပုံမှန်တိုင်းမနေထိုင်မကောင်းဖြစ်တယ်ဒီနှာစီးချောင်းစုပေါ့နော်နှာစီးချောင်းစုတော့အကူကစားပြီးတော့မေးတယ်အဲနင်းတန်ပြောင်းနေတယ်ဆိုမဟုတ်ဘူးအကူညီမလေးပေါ့နော်အတန်ဝင်နေတာအဲနှစ်ရက်လောက်ဆိုတော့ကောင်းသွားမယ်ထင်တယ်ပို့ပေါ့ပြီးတော့အဲ့တုန်းကစရိုက်တုန်းကလည်း heavy စိတ်နေမပါသေးဆိုတော့အတန်ရတယ်ပေါ့ AC ပေါ့နော်အဲပြီးတဲ့အချိန်မှာ ဒီဆင်းကိုရိုက်တယ်ရိုက်တယ်ရိုက်တယ်ကိုမူးပါဝိုင်မသိတော့အသက်ဒါမဲ့အကုန်လုံးပြန်ပြီးဒီတရှူတင်လို့ပြန်ပြီးသတိထားမိတဲ့အချိန်မှာဒီအသက်ကတော်တော်ကြီးကွဲထွက်သွားပြီအသက်အဲ့တော့အသက်ကအရန်ကိုနောက်တစ်ယောက်ပြောင်းသွားအချိန်မှာကိုတိလိုက်ပြီးအသက်တော်တော်နာနေပြီပေါ့နော်အဲ့အချိန်မှာရိုက်လဲအပြီးစကားပါလုံးဝအလုံးမပြောနိုင်တော့ဘူး အရန်ဒီပေါ့နော်လေဘေးမှာအရန်ထိပြီးတော့အရန်ဟိုဘယ်လိုခေါ်မလဲစကားပြောရင်တအားမောတယ်အဲ့တော့ဆရာဝန်ကလည်းနားပေါ့နော်ဒီစကားမပြောလေညံ့ညံ့တက်တာလေအတက်နိုင်ဆုံးပါးစပ်ထားလေး အ мян တက်တာလေးဆိုတော့အခါကျတော့ကိုကလှုပ်ရတာဒီစကားပြောနေဒီအတောင်အားပြုရတဲ့အခါကျတော့ပြီးရိုက်ကူးရေးပိုင်းနေဆိုရင်လည်းလက်ခံနာလေးတွေရှိတဲ့အခါကျတော့ကိုကပြီးပြတ်အောင်လှုပ်ကြတော့ဒီအတန်းနားရမယ့်အချိန်မှာမနားဘဲနဲ့ထပ်ပြီးသူ့ကိုပရက်ရှာထပ်ပေးတဲ့အခါမှာဆိုညီမအတန်းအာတော်တော်ကြီးဒါအချိန်ကိုကြာမြင့်စွာနဲ့ဖြစ်သွားရတယ်ဆိုတော့အခါကျတော့ဒီကားလေးကညီမတော်တော်အမှတ်တရတွေအများကြီးရှိခဲ့ပါတယ်ဟုတ်ငါမှအကူရှိတယ်ဆိုပေမဲ့သူဘယ်ရောက်နေလဲမနဲ့သူနဲ့ရောတနည်းပြန်ဆုံတွေ့မှာ ခွင်းနာပေါ့ဘလောက်တောင်ဆိုလဲဆိုတော့ ဟိုဒီလုံးမလုံးချင်တော့ဘူးပေါ့နော်ဘာလို့ဆိုဒီအတိုင်းနဲ့ကို့မှာနောက်တစ်ယောက်ကြီးပြောင်းသွားတာကိုပထပါတော့ character တွေဆိုညီမတို့ဆိုတာ character တစ်ခုလေးနဲ့သွားလို့မရဘူးလေနော် character တိုင်းကိုအဝင်ခွေချဖြစ်နေမှာဘာလို့ဆိုကိုကိုတိုင်းလည်းဒီစကားတစ်ခုကြည့်တဲ့အခါမှာပြိတ်သက်တယောက်နေနေပဲကြည့်တယ်။အော်အေးသူဒီကားမှာဒီ character လုတ်တယ်ဆိုရင်အတန်နဲ့ဒီယုံနဲ့အကုန်လုံးဒီတရန်တူတယုတ်တူနေမှသာလေ။အော်အေးသူဒီ character မှာအဝင်ခွေချရှိတယ်ဆိုပြီးညီမတို့ကဒါကိုကိုကိုပေါ့နော်အဲအကဲဖြတ်လိုက်တယ်ဆိုတဲ့အခါကျကို ို့အကဲဖြတ်မယ်ဆိုရင်ရောဒီကားမှာဆိုရင်ဟဲတေးဆောင်ကတော့ okay ကြည့်လို့တော့အဆင်ပြေပါတယ်အတိုင်းကဘလူကြီးတော့ချွဲရမယ့်နေရာမှာချွတ်ချွတ်ပြပြတက်ထွက်မလာပဲနဲ့အတိုင်းကကြားအပ်ပြီးတော့ဟိုအကွဲချောင်းနဲ့အတိုင်းဆိုတော့ဘလောက်ပဲကောင်းအောင်ပဲလှုပ်ထားလှုပ်ထားကြိုးစားကြိုးစားဒီအတိုင်းနဲ့တော့ဘသူကတော့ဟိုချီးကျူးချင်ပါလေလीเนาะဒါကတော့ကိုယ့်ရဲ့ဒီ ဒီအဲ့ချိန်မှာရတဲ့ဒီစိတ်တမ်းရာဘယ်ပြောရမလဲဆိုတဲ့အခါကျတော့အရန်ကိုကိုငါဒီလောက်ကိုပေါ့နော်ဆက်လို့ရမှာအရန်ကိုမှကြောက်တယ်ဘာလို့လဲဆိုတော့ဒီတန်ကြီးနဲ့တင်ကွာဟိုဘလို့ခေါ်မလဲဘာမှဆက်လုပ်လို့မရတော့ဘူးစိအစင်တီအဲ့လိုကွာတွေးလိုက်ပြီပေါ့နော်အဲ့ဆိုအများကြီးအမှဆေးခန်းနေတော့ပြရတယ်ကိုကိုအချိန်နေယူရတယ်ပြီးတော့ဒီပြိတက်တွေနဲ့အဆက်သွယ်ဖြတ်ခဲ့ရတယ်အဲတချို့အလုပ်တွေဆိုလည်းအဲ့လိုကိုယ်တိုင်ငင်းခဲ့ရတယ်အဲတချို့တွေကမ်းလန့်တဲ့အချိန်မှာလည်းကိုယ့်ရဲ့အတန်တွေဒီပေးလာတဲ့ဇယုတ်တွေပေါ့မှာ ဟိုအာနာမှုရှိတာအကြောင်းပေါ့နော်ဘာလို့ကိုစူးစမ်းရမယ့်အချိန်မှာကိုမှဘယ်ဟာမှစူးစမ်းခွင့်မရှိခဲ့ဘူးလीနော်အဲ့လိုဆိုတဲ့အခါကျတော့ဒါအများကြီးနစ်နာဆုံးဖြစ်နေရတဲ့အချိန်တွေဖြစ်တဲ့အတွက်ကြောင့်မလို့ဒါဘယ်လိုပြောရမလဲအဲ့လို အရန်စိတ်တက်ကြခဲ့ရတာပေါ့ဟုတ်အကုန်လုံးကအခုဆိုလဲပြန်တက်တက်ကြမှာဟဲ့သူ့အတိုင်းကတော်တော်ပြောင်းသွားတာပဲအတိုင်းကတော်တော်ဆိုးနာပဲဒါမုခပြူရဲ့အတိုင်းကဒါဘလို့ဖြစ်သွားရလဲပေါ့နော်တချို့ဆိုလဲဒီမှာကွမ်မန့်လေးတွေပေါ့နော်လိုက်ကြည့်တဲ့အခါမှာအဲတချို့သူတွေဆိုရင်တော့ဟုတ်တယ်သူ့အတန်ထိထားတာအတန်အိုးထိထားလို့အတန်ပြောင်းသွားတာအဲ့လိုမျိုးဖြည့်ပြီးထားတဲ့ပုံမှာပေါ့နော်အော်သူတို့တွေဒါနားလဲပေးတာပဲပေါ့နော်အဲအဲ့စိတ်လေးနဲ့ကိုက နေလို့ကောင်းတယ်အခုဆိုလဲဒါညီမရဲ့ပေါ့နော်ဒီကားထဲမှာဆိုရင်ဒီရှေ့မှာဇက်တိုက်ကကပ်ကတအားဟသွားပြီလေဒီအတန်ကြောင့်ဒီကားလေး on air ပြန်တက်လာတဲ့အချိန်မှာအာပြိတက်ရှေ့ပေါ့နော်ပြန်ရောက်လာတယ်ဒါပေမဲ့ပြိတက်ကဒီအတန်နဲ့ဒီ character ကိုအာကိုယ့်ရဲ့ကြိုးစားထားတဲ့အတိုင်းဒါဘောနော်ဘယ်လိုမျိုးအဲတတ်မှတ်ချက်ပေးမလဲဆိုတာတော့အရင်ခုံနေရှင့်ဟုတ်ကဲ့ အဒီဇကားထဲမှာတနာမှာမျက်ရည်ခိုင်မှဖြစ်မှာဘာလို့ဆိုကိုကိုတိုင်းတော့မှမျက်ရည်ဟိုဘယ်လိုခေါ်မလဲအရန်ဇက်က ဆွဲခေါ်ွားတဲ့ကောင်ဆွဲခေါ်ွားပြီးကို့အတန်တော်မှပဲကို့ဘာဖြစ်နေလဲမသိတော့တဲ့အထိဟိုမှာမှာဇက်ထဲကိုအရန်ရောက်သွားတဲ့အချိန်မှာပြိတ်သက်လဲကြည့်တဲ့အခါကျရင်ဒီပေါ့နော်ကြည့်တဲ့အခါကျရင်တိနိုင်နေပြီးတဲ့အခါကျရင်နောက်ခု message လေးတွေဆိုလဲဒါစီနိုင်စီနိုင်မှာဆိုလဲပါတယ်ညီမတို့ဒီတက်လျာဆိုတဲ့ဒီကောင်မလေးညာမှာဆိုလဲသူ message ပေးချင်တာရှိရယ်ပေါ့နော်ဒီ make လေးတိုင်းကအာဘယ်လိုခေါ်မလဲလူသားမှန်တော့ဒါအမားတော့ရှိမယ်အမားရှိတယ်ဓာတ်ချက်တွေလည်းရှိမယ်အဲ့အမားတွေကိုကအချိန်ကြီးပြန်ပြင်ဆင်နိုင်မှုလဲလို့တယ်အဲ့လိုဆိုတဲ့အခါကျတော့ အာပိတ်သက်တည်းလဲဒါကြီးရှုရဲ့အခါကြရင်ဒါတင်ငန်းစာတွေအများကြီးနဲ့အဲကြည်ရမယ်ပေါ့နော်ရင်မောရမယ်ကားလေးတစ်ကားဖြစ်တဲ့အတွက်ကြောင့်မလို့ဒီစောင့်မျှော်ကြည့်ရှုပြီးတော့အပိတ်ပေါင်းလို့လဲဖိတ်ခေါ်ချင်ပါတယ်ရှင့်ဟုတ်ကျေးဇူးပါ